ဟယ်လိုအားလုံးမင်္ဂလာပါစုတိုင်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မတ်တာအရှူချက်လေးရှက်စမယ်နော်အရင်ဆုံးမတ်တာလေးတွေအတုံးတုံးလေးတွေလှီးပြီးတော့ပုဂံထဲမှာထားထားပါမယ်ပြီးလို့ရှင်ငန်းပြရဲ့စရဲ့ဆန်ရွှဲမှောက်ရဲ့အရှုံမှောက်ရဲ့နဲ့ရောပြီးတော့နေထားပါမယ်နေထားပြီးတော့အဲခနာထဲအိုးထဲမှာပြုတ်ထားပါမယ် ြုလို့ရှိရင်အဲချင်းရဲ့စွန့်ဖြူရည်လေးကိုထားပါမယ်ခန်းစင်သေးလေးလီးထားပါမယ်တွတ်တွနီလေးတွေကိုခွာထားပါမယ်အဲစပြီးရောရှက်ပါတော့မယ်အရင်ဆုံးစီထည့်မယ်ကြားထည့်ပါမယ်ဆနာထောင်းထားတဲ့တွတ်တွဖြူနဲ့ဇင်းလေးကိုထည့်ပါမယ် ပြီးရင်ဝက်သားလေးထည့်လိုက်ပါမယ်တော့အနေလေးရဲ့ခဲအညင်တီးလေးတွေကိုထည့်ပါမယ်။ မှန်ပြရည်လေးနင်းငယ်ထဲပါမယ်အစောဝတ်သားပြောင်းရင်နဲ့ဖိထားတဲ့ဝတ်အစီရည်လေးတွေကိုထည့်လိုက်ပါမယ်ရင်ငယ်ထည့်ပြီးတော့ခနာအုပ်ထားပေးပါမယ်

ဟောတာလေးနူသွားပြီဆိုလို့ရှိရင်ရှာလို့ရပါပြီ။အရန်စားကောင်းတဲ့ဝတ်သားဟင်းအရှုချက်ကလေးရသွားပါပြီရှင်။စားကြပါအောင်ရှင်။အဆောင်ထိကျေးဇူးပေးကြတဲ့အတွက်တုံးတယောက်ရှင်စီတိုင်းကျေးဇူးများတင်ပါတယ်ရှင်။